မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ဝေးကောက်ပွဲထောက်ခံရေးဝါရဖြတ်နဲ့လှုပ်ရှားမှုများမှာ PDU Ever Jordan လူမင်းအပါအဝင်နာမည်ကျော်လူပညာရှင်များကိုစတင်ပြီးတော့ PRP ပါဝင်ခိုင်းနေပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အောက်တိုဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ညွန်ကျုပ်အေးကျွဲကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးတော့လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မယ်ဝါရဖြန့်အလိညာစီယုံရေးရိုက်ကူးရေးများမှာပါဝင်ပြီးတော့တရုတ်ဆောင်ရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်လွန်ငင်းနဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တရုတ်ဆောင်များပါမကြမ်းပါဝင်ရမှာဖြစ်ကြောင်းအကယ်၍ငင်းဆာမှာကအထက်အမေကြီးအရေးယူမယ်လို့ဖိအားပေးပြောဆိုခဲ့ပြီးတဲ့နောက် အခုလိုမျိုးစစ်တပ်ရဲ့ဝါရဖြန့်တဲ့ဇကားတွေမှာပဝင်လာရခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာမဲပေးဖို့ထောက်ခံဖို့အတွက်ပြည်ရင်းကအမှုပညာရှင်တွေဖိအားပေးလာခြင်းအပေါ်တချို့အမှုပညာရှင်တွေကပဝင်ရိုက်ကူးမှုတွေဖြစ်လာပါတယ်။ပြည်တီဦးအင်ရာဂျိုစင်နဲ့လူမင်းအပါအဝင်တရုတ်ဆောင်တွေအမှုပညာရှင်တွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရိုက်ကူးပေးနေကြရပါတယ်။ဒါအပြင်ဒါရိုက်တာမီဘွား Y အော်ရတာနဲ့ဝင်းလွင်ထက်တို့ကလည်းရိုက်ကူးပေးနေတယ်လို့သိရပါတယ်။ လူမင်းကတင်းအောင်အနေနဲ့ရိုက်ပေးတာမဟုတ်ပဲဒါရိုက်တာအနေနဲ့လုပ်ပေးမယ်ဆိုပြီးတော့ရှူတင်ကိုရောက်လာခဲ့ပြီမယ်ရှူတင်ကနေထွက်သွားတယ်လို့ပြောပါတယ်ဒီအောင်မင်းသမီးဖွေးဖွေးကတော့စစ်တပ်ရဲ့ဝါရဖြန့်တဲ့လှုပ်ရှားမှုမှာပါဝင်ရန်စင့်ခေါ်မှုကိုမလာရောက်တဲ့အတွက်ပြည်ဦးလွင်မှာရုပ်ရှင်ရိုက်ကူးနေတဲ့အချိန်ခေါ်ယူမင်းမြန်းချင်းခံလိုက်ရတယ်လို့သိရပါတယ်သို့တော်လည်းဖမ်းဆီးခြင်းမရှိဘဲဝါရဖြန့်တဲ့လှုပ်ရှားမှုမှာပါဝင်ရမယ်ဆိုတဲ့ခံဝန်ချက်နဲ့ပြန်လည်လွတ်ပေးလိုက်တယ်လို့ပြောပါတယ် ပြည်ဦးမယ်မှာရိုက်ကူးရေးလုပ်နေရင်ねခေါ်စစ်ခံရတာပါဖမ်းတော့မဟုတ်ပါဘူးစစ်တပ်ကခေါ်တာမရိုက်ပေးလို့ခေါ်မေးတာအခုတော့မင်းမျိုးမှာရုပ်ရှင်ပြန်ရိုက်နေပါပြီလို့အမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုထားပါတယ်။တခြားတစ်ဖက်မှာလည်းပြုတ်ဆောင်မော်ဒယ်မင်းသားအလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမင်းများမှုများရှိနေတယ်ဆိုတဲ့ပြတင်းတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့အလင်းညာဝါရဖြန့်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအောက်တန်းစားဇလန်းနဲ့တေးဥဆောင်များကိုပြည်သူများကဝိုင်းဝန်းပြီးတော့စန့်ကျင်သပိတ်မောင်းမှု အချိန်မြင့်တက်လာတဲ့အချိန်မှာစစ်တပ်ကအခြားသောအမှုပညာရှင်များနဲ့တရုတ်ဆောင်များကိုပါဖိအားပေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိမ့်များဝါရဖြန့်နဲ့ရုပ်တံဇလန်းကိုလူမှုခွင့်ရကနေတစ်ဆင့်ဝေဖန်နေဆိုတဲ့ဂရိတ်တာမိုက်တီခေါ်တန်းထုံးသောဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုံးနဲ့ဟာတာတရုတ်ဆောင်အုံနိုင်ခေါ်ဇော်မြင့် ဒရိုက်တာအောင်ချမ်းလူဒရိုက်တာတက်လွင်ခေါ်ဇမုထွန်းတက်လွင်တို့ကိုလည်းစစ်တပ်ကဖမ်းဆီးထားပြီးတော့ရွေးကောက်ပွဲနောက်ဆက်မှုများဥပဒေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ဒါအပြင်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအစိုးရများကိုစစ်တပ်ထမ်းဟိုကြိုတင်အကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မယူဘဲနဲ့နိုင်ငံသားထွက်ခွာဖွယ်မပြုတော့ဘူးလို့ပြောပါတယ်။အကယ်၍ပြည်ပကိုထွက်ခွာမယ်ဆိုရင် ခွေးပြူချက်ရောက်ယူရမယ်အပြင်ပြန်လာပါမယ်ဆိုတဲ့ဂရိဝင်ခံချက်ကိုလည်းရေးထိုးသွားမှာဖြစ်တယ်လို့ပြောပါတယ်အကယ်၍ခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပထွက်ခွာရန်စ조사ပါကလေးစိတ်ကနေပြန်လှည့်ခိုင်းမှာဖြစ်တယ်လို့ပြောပါတယ်လက်ရှိမှာလေးစိတ်ကနေပြန်လှည့်လာရတဲ့အမှုပညာရှင်များလည်းရှိနေတယ်လို့စစ်ခွေးလော်ပြီးအစိုးရယုံလေးရဲ့လူမှုကွေရဲ့ပေါ်မှာဖော်ပြချက်နဲ့ပြည်ပကိုထွက်ခွာရန်ညှင်းဆုပ်ခံရတဲ့အမှုပညာရှင်တချို့ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတရက်ခရိုင်ကံမမြို့နယ်ရင်းနှီးသားရဲကင်းစခန်းနဲ့ကပ္ပဆဆက်နယ်တို့ကိုတိုက်ခိုက်ခဲ့ရာစစ်သားနဲ့ရဲခုနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဝင်ဘာလ6ရက်နေ့မနေ့6နိုင်ကန်ကကမ္မမြို့နယ်ပေရကမ္မလမ်းမရင်းနသာကြီးရွာရေကင်းစခန်းကိုပိတ်ပိုက်ထိန်းချုပ်နိုင်ရန်အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြာလံတစ်ခတ်မှုတိုက်ပွဲ2နာရီခွဲခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ပွဲကြားချိန်အတွင်းမှာစစ်တပ်ရဲ့ဘန်ကား၄ခုကိုတိတ်ပိုက်နိုင်ခဲ့ပြီးတော့ဂျန်နဲ့နှစ်ခုကိုဆက်လက်တိတ်ပိုက်ရန်စူးစမ်းနေတဲ့အချိန်မှာနေပြည်တော်စစ်ရေးအခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ် အဲ့ဒီရေနသာရေကင်းစခန်းမှာစစ်ခွေးတွေဘက်ကသုံးဖွဲ့ဗိုလ်ကြီးဦးဆောင်ပြီးတော့အင်အား30ခန့်ရှိကစီယိုအထက်ထက်အုပ်ပန်းကားများနဲ့အခိုင်အမာတပ်ဆွဲထားပြီးတိုက်ပွဲတွေမှာစစ်ခွေးနဲ့ရေခွေးခုနကောင်တေဆုံးသွားတယ်လို့သိရပါတယ်ဒီစခန်းကကျွန်တော်တို့ပထမအကြိမ်တိုက်ခဲ့မှုတာရှိပါတယ်အဲ့ဒီတော့ကတိုက်ခိုက်ခဲ့တဲ့ယူရဲချက်နဲ့အခုတိုက်ခိုက်တဲ့ယူရဲချက်ချင်းကတော့မတူဘူးပေါ့ပထမအကြိမ်တိုက်ခိုက်ခဲ့တဲ့တော့ကစခန်းဆုံးခွာထွက်ပြေးမှုနဲ့စခန်းလည်းအေးအေးယူထောင်ချခံရတာတွေရှိပါတယ် ဒီဒီချင်းပြန်ပြီးတော့တက်ဆွဲတဲ့အခါမှာဒီလမ်းပိုင်းကလည်းသူတို့အတွက်အေးပါတော့ခြံစည်းရိုးဆိုရင်၄တက်ဆက်သွယ်ရေးတူးမြောင်းဆိုရင်80မိုင်းနေနဲ့ပါအခိုင်အမာတက်ဆွဲထားတာပေါ့အဲ့ဒါကြောင့်ဖိမှန်မထားပဲနဲ့ပို့ပြီးတော့ပြင်းထန်တယ်သူတို့ဘက်ကလေချောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ကရဲဘော်နှစ်ယောက်ကြာဆုံးလာနဲ့တယောက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေခဲရန်တွေပြတ်တောက်မှုအခြေအနေတွေကြောင့်ပြန်လည်ဆုတ်ခွာလိုက်ရတာပါလို့တရားခရိုင်အမှတ်လေးတိုက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကရှင်းပြထားပါလေ ၎င်းတက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခိုင်စစ်ဌာနတရက်ခိုင် MLA တရင်ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။တရက်ခိုင် MLA တရင်အနေနဲ့ဖက်စစ်အကြမ်းဖက်စစ်ကောမရှင်စိုးမိုးအားကောင်းရာနေမြင်များအတွင်ထိုးပေါက်ဝင်ရောက်ပြီးတော့စီးရဲလှောက်ရှောင်းမှုတချို့ကိုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ အလားတူပဲမနေ့ကမနေ့6နာရီအချိန်မှာအချမ်းပဲစစ်ခွေးတက်ရဲ့အဓိကအရေးပါတဲ့ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစဆက်နှစ်ကိုဘရက်ခရအမလေးတက်ရင်က120နှစ်မမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာ လေးလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့ထိခိုက်မှုများလည်းရှိနိုင်တယ်လို့သိရပါတယ်။ကာဘာဆာဆက်နေက short tight လို့ငါးလုံးနဲ့ပြစ်တာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတာသိကြတယ်။ဒါပေမဲ့အတီပြုတ်နိုင်ဖို့ကြတော့ပရင်းတွေထိမ့်ချုပ်ထားတဲ့အတွက်ဒေကြတော့အတီမပြုတ်နိုင်သေးဘူး။ဒီနေ့မနေ့နောက်ဆုံးသိရတာကတော့အဲ့ဒီကာဘာဆာဆက်နေထဲမှာရှိတဲ့ view ဟာမှုအဆင့်အရာရှိတူအော်လန်ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့တော့သတင်းရထားတယ်လို့တရခိုင်အမတ်လေးတိုင်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောပြထားပါတယ်။ အခုလိုမျိုး short တိုက်ဒုံများကြောက်ပောက်ကွဲမှုကြောင့်ကာဘာဆာ7နှစ်စက်ယုံကိုတွင်းနေကစစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ရာ တရမျိုးနဲ့ညောင်မင်းသားကြီးပါအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့အပြစ်မဲ့တဲ့ပြည်သူတအုပ်ရဲ့နေအိမ်ကိုဘုံးစားထိမှန်ကအမျိုးသမီးတအုပ်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းကိုတရမျိုးနဲ့ကပ္ပစာဆက်နဲ့တံမမျိုးတို့ကအင်အားများစုဖွဲ့ကရင်းနှသားရဲကင်းစခန်းကိုကုန်းလန်းရေလန်းကိုအသုံးပြုပြီးစစ်ကြောင်းထိုးလာခြင်းနဲ့အတူဂျော့ဖိုက်တာနဲ့လည်းလေကြောင်းကနေပြီးတော့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကြောင်းထိုးကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခတ်မှုကြောင့် ကြံမမျိုးနဲ့ပဇင်းနိုင်ကြီးရွာအုပ်ပုံကြီးရွာများအတွင်းမှာရှိတဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိကပြည်သူတွေရဲ့နေအိမ်တွေလည်းထိမှန်မီးလောင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် Jet Fighter နဲ့ရန်တန်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကြံမမျိုးနဲ့စုံကုန်းကြီးရွာနဲ့တင်းကုတ်၁၀၀၀ကြီးရွာအနီးတရက်ကံမလမ်းပိုင်းမှာအရေးပါတဲ့ဒဏ္ဍာရီစင်းလဲပြည့်စည်ခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာစီးရဲအခြေအနေတွေဆက်လက်တင်းမာလျက်ရှိပြီးတော့ မိဘပြည်သူများအနေနဲ့ပိုက်ပွဲဖြစ်ပွားရာဒေသအတွင်းမှာခရီးသွားလာခြင်းမျိုးမပြုလုပ်ကြရန်တရက်ခဲအမလေးတိုင်ရင်ကတတိပေးထားကြောင်းတရင်ရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စီရီတရင်ကတော့ AOD တိုင်းကရေကြီးနဲ့လေးမျက်နှာမြုပ်နယ်အဆက်မှာစေကောင်စီနဲ့အရခတ်တက်တော် AA လို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်ခွေးတကဟင်းသရမြို့ဘက်ကနေအင်အားတွေဖြည့်တင်းနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စစ်မှုတဲ့တန်တန်းစင်းလေးကိုဟင်းသရာတလုတ်ထော်လမ်းကနေစစ်ကားတွေနဲ့ပို့နေတာလို့ဟင်းသရာမျိုးချောင်းများလေးရွာကဒေသခံတအူးကအတီးပြုတ်ပြောကြားထားပါတယ်။ မနဲ့စောစောပိုင်းနေစစ်ကားတွေနေတိုင်းလိုလိုသွားနေပါတယ်အမိုးတွေအုပ်ထားတယ်ကောင်းရှောက်ကိုတက်နေတာလို့သူကပြောပြထားပါတယ်ချောင်းသားလေးကြီးကဟာဟင်းသရတလုတ်ထော်လမ်းမေးမှာရှိတာပါတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုစစ်တပ်ကလေယောင်းကနေဘုံကျဲနေသလိုကားကန်းကနေလည်းစစ်ရင်အားတွေကိုပို့ဆောင်နေတာပဲဖြစ်ပါတယ်ရေကြီးနဲ့လေးမျက်နှာမြို့နယ်အဆက်ကဆက်ဆက်ယူကြီးရွာနဲ့ပတ်ဝန်းကျင်တွေမှာပြီးခဲ့တဲ့စက်တမလကလေးကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာလ6ရက်နေ့အထိလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ဘင်းရှောင်းတွေကပြောပါတယ် လေးနက်နာမြို့နယ်ဟာအေရော်ဒီတိုင်းကဟင်းသရအင်္ဂဘူးရေကြည်မြို့နယ်တွေအပြင်ရခိုင်ပြည်နယ်နယ်လဲဆက်ဆက်နေပါတယ်ဟင်းသရခရိုင်ကွင်းကောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တမ်းမြေလေးချင်ရေးကြောင်းတတကငားနဲ့လဲမိုင်းအနှဲငယ်သာကွာဝေးပါတယ်အခုရပိုင်းမှာတတကငားကိုစစ်ခွေးတွေကအင်အားအများအပြားဖြည့်တင်းနေသလိုအဲဒီကနေလဲလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေပုံမုံများပြားလာတယ်လို့သိရပါတယ်ဒါအပြင် အော်တိုဘားလာ29ရက်နေ့ကနေစပြီးတော့စစ်ခွေးတပ်ကစစ်တပ်သုံး spy balloons တွေနဲ့ကင်းထောက်တာတွေကိုတွေ့နေရတယ်လို့ဒေသခံတွေကပြောပါရယ်ဆက်ဆက်ယိုကြီးရွာပါဝင်လေးမြနာမြို့နယ်တဲကစစ်ခွေးစခန်းတချို့ကို AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းယူထားတာဖြစ်ပြီးတော့စစ်တပ်ကတံပြန်စည်ရင်းလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာပဲဖြစ်ပါတယ်တိုက်ပွဲတွေကောင်စစ်ရှောင်ပြည်သူ9000ကျော်ရှိပြီးတော့အခုညီတွေပေးကြဖို့အတွက် AOD တိုင်းတွေကအရက်ဘက်လူမှုကွန်ရက်လှုပ်ဆောင်နေတဲ့သူတွေကတောင်းဆိုထားပါတယ် ပြီးခဲ့တဲ့ဩဂတ်လထဲမှာတော့ဒေသခံစစ်ဆောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကဖိအားပေးနေပြီးတော့တစ်ချိန်တည်းမှာပဲမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်စတင်ခဲ့တာပါဒါပေမဲ့စစ်ကောင်စီဘက်ကတေဆုံးမှုတွေများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့တယ်လို့နေကြောင်းကနေလဲနေ့စဉ်နှိပါဘုံကျခဲ့တယ်လို့သိရပါတယ် တိုက်ပွဲတွေထဲမှာအထိနာတဲ့အစစ်တပ်ကအရသာပြည်သူတွေရှိတဲ့ကြေးရွာတွေကိုမဲပြီးတော့ရန်တပ်ပစ်ခတ်နေပြီးလေကြောင်းကနေလည်းတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ23ရက်နေ့ကလေးမြနာမြို့နယ်စပင်ကြေးရွာကိုစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲလို့အရသာပြည်သူ24ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း AR PDF အမှန်29ဗျူဟာကထုတ်ပြန်ထားပါတယ်ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုကို အပြင်းထန်ဆုံးလက်တော့ပြန်သွားမယ်လို့ကြေညာထားကြောင်းတရင်ရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမှာစစ်တပ်ကဆိုင်ကယ်စီးလာတဲ့လူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးတဲ့အချိန်ရထားတဲ့ကားကိုဝန်တိုက်မိပြီးတော့တအူးသေးကတုံးတဲ့ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာစစ်တပ်ကလူငယ်များကိုတားဆီးဆဲဆဲခြင်း ော်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုလှုပ်ဆောင်တဲ့အချိန်မှာဆိုင်ကယ်ဆေးလာတဲ့လူငယ်တချို့ကိုလည်းတားဆီးစစ်ဆေးပြီးတော့ပော်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ဆိုင်ကယ်ဆေးလာတဲ့လူငယ်များကိုစစ်တပ်ကပော်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေတဲ့အချိန်လူငယ်ဆိုင်ကယ်ဟာရက်မပြေးမနဲ့မောင်းပြေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်တွေကိုစစ်တပ်ကအင်စီကစစ်ကားများနဲ့လိုက်လံဖမ်းဆီးရမှာ အဲ့ဒီဆိုင်ကယ်ဟာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်38လမ်းနဲ့လမ်း80မှာအရှိန်မထိန်နိုင်တော့ဘဲနဲ့လမ်းမေးမှာရပ်ထားတဲ့ကားကိုဝင်တိုက်မိပြီးယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်ကသူ့ဘာသာဆိုင်ကယ်တိုက်တာမဟုတ်ပါဘူး။နောက်ကနေစစ်ခွေးကားနဲ့ပေါ်တာဆွဲဖို့ဆိုင်ကယ်သမားလူငယ်တွေကိုလိုက်တဲ့အချိန်မှာဆိုင်ကယ်သမားလူငယ်တွေကထွက်ပြေးနေပြင်းရထားတဲ့ကားကိုဝင်တိုက်မိတာပါ။တအုပ်ပွဲချင်းပြီးတိတ်ဆုံးပါတယ်။ဂျန်နယ်၃ကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်လို့ ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မန္တလေးအခြေစားမနီဆလလူမှုကွန်ကြီးအသင်းနဲ့ဗရာဟိတဒါယီလူမှုကွန်ကြီးအသင်းတို့ကကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့ပြီးတော့ဒဏ်ရာရှိတဲ့သူများနဲ့တေဆုံးသူတွေကိုမန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ပေါ်မှာအခုနိုဗင်ဘာလပိုင်းမှာစတင်ဖွင့်လှစ်မယ်။စစ်မှုရန်အပတ်စဉ်19အတွက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုအကြီးအကျယ်လှုပ်ဆောင်လေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကထောင်ချထားတဲ့တန်းရွှေရဲ့သမတ်ဒေါက်တာနေစိုးမောင်ကိုစက်သွေးဥပဒေပုံမှ66ဂါဂျီနဲ့အမှုထက်တိုးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ကြီးတော်မြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပြီးတော့အမှုစစ်တာကတော့ထောင်တွင်းတရားရုံးမှာပဲစစ်ဆေးနေတယ်လို့သိရပါဗျ။ပြည်ရလို့စစ်ရောက်နေပါပြီ။အရင်အဖမ်းခံထားတဲ့အကြောင်းရင်းနဲ့ပဲထပ်ပြီးတော့ထပ်ဆွဲခံထားရတာလို့ဤစတူတူကပြောပြထားပါဗျ။ဘာကြောင့်အမှုထက်တိုးလဲဆိုတာကတော့အသေးစိတ်မသိရသေးပါဘူး။ ဒေါက်တာနေဆိုးမောင်ကိုပုံမှန်905ကကြီးနဲ့အခုနှစ်ဇန်နဝါရီလပထမပတ်အတွင်းမှာထောင်းတန်း၃နှစ်ချမှတ်ခဲ့ပြီးတော့အိုးဘိုထောင်းမှာအကျဉ်းချထားတာပါဒါပေမဲ့မက်စလာ၂၈ရက်နေ့ကငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာအင်းစိန်ထောင်းကိုပြောင်းရွှေ့ခဲ့ပါသေးတယ်ဒေါက်တာနေဆိုးမောင်ဟာလူမှုကွန်ရက်ကနေနိုင်ငံမတိမငင်ဖြစ်အောင်လှုပ်ဆော်တယ်ဆိုပြီးတော့စစ်ခွေးတက်ကပြီးခဲ့တဲ့နှစ်အော်တိုဘာလာအတွင်းမှာဖမ်းဆီးခဲ့တာပါသူဟာစစ်ကောင်စီအကျဉ်းချထားတဲ့ NLD ပါတီဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်ငင်းမောင်ရဲ့ဆုံးမသွားတဲ့နာရေးကိုလူမှုကွန်ရက်ပေါ်မှာရေးတင်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရတာပဲဖြစ်ပါတယ်ဒေါက်တာဇော်မြင့်မောင်တည်ဆုံမှုအပေါ်နောင်ဘဝမှာလူဖြစ်ခဲ့ရင်လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်တည်ပိုးနိုင်ပါစေလို့ဒေါက်တာနေဆုံမောင်ကသူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ် စစ်တပ်စန့်ကျင်တဲ့သူတွေကိုဒေါက်တာနေဆိုးမောင်ကအားပေးထောက်ခံခဲ့တာကြောင့်ပြင်ပမှာလွတ်မထားတဲ့တော့ပဲဖမ်းဆီးထောင်ချဖို့စစ်တပ်ရဲ့ Wara Phan Telegram Channel တချို့ကလှုံ့ဆော်ခဲ့မှုပါတယ်။စစ်ခွေးတပ်မှာဒုတိယဗိုလ်မှူးကြီးတက်မတော်စေတက်ကတုံးမှာလည်းဂတိကဖြစ်ခဲ့သူဒေါက်တာနေဆိုးမောင်က2015-2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမဲပေးခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။2021ခုနှစ် February 1ရက်နေ့မှာစစ်ခွေးတပ်ကအာဏာသိမ်းပြီးတဲ့နောက်စစ်တပ်အာဏာသိမ်းမှုစန့်ကျင်သူတွေနဲ့အတူ လမ်းပေါ်မှာဒေါက်တာနေဆိုးမောင်ကိုတွေ့ခဲ့ရတဲ့အကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့မှာထွက်ပြေးလာတဲ့ကြားဖြတ်ဝန်ထမ်းများကိုလက်မခံရနဲ့ညမထွက်ရညွန်ကြားချက်တွေကိုလိုက်နာရန် KNU ကအမိန့်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချက်ပဲစစ်အာဏာသိမ်းစစ်ခွေးတပ်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့ ကြားဖြတ် online ဝေလေလုပ်ငန်းများနဲ့လောင်းကစားလုပ်ငန်းများကိုဟန်ပြနှိမ်နှင်းမှုများစစ်တပ်ကလှုံ့ဆော်နေတယ်လို့သိရပါတယ်။ဒါကြောင့်အခုလိုမျိုးကြားဖြတ်လုပ်ငန်းများကနေထွက်ပြေးလာတဲ့ဝန်ထမ်းများကိုမိမိတို့ရဲ့နေအိမ်ပတ်ဝန်းကျင်ရပ်ကွက်တွေထဲမှာလက်မခံကြရန်ဂျုံတို့မျိုးအတွင်ရမထွက်ရအမိတ်အပါအဝင်ဒေသန္တရအမိတ်များပါထုတ်ပြန်ပြီးတော့ KNU ကတောင်းမြစ်လိုက်တယ်လို့သိရပါတယ်။ KNU ထိန်းချုပ်နေပြီးဂျုံတို့မျိုးနယ်အတွင်ပြည်သူများအနေနဲ့ည၈နာရီကနေမနက်၆နာရီအတွင်ခရီးသွားလာမှုမပြုလုပ်ကြရန်ညမထွက်ရအမိတ်အပြင် 喝杯冰水，冰凉的，加片温凉的过来，那么看茶烟，从东明的唾马洗的，南疆两个都没有味 အွန်လိုင်းဝေလင်လုပ်ငန်းများကနေဆုံးခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းများကိုရွှေ့ပြောင်းခြင်းနဲ့လက်ခံခေါ်ယူထားခြင်းများမပြုလုပ်ရန် KNU ရဲ့ဒေသန္တရအမိန့်မှာဖော်ပြထားပါတယ်။ဒါအပြင်ဂျုံတိုးမြို့နယ်အတွင်းလက်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့နည်းမြေမတည်ငြိမ်မှုအခြေအနေများကိုအခွင့်အောင်းယူပြီးတော့လောက်ကစားလုပ်ငန်းများကိုလည်းမလုပ်ကြရန် KNU ကတားမြစ်ထားပါတယ်။ပြည်သူများအနေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုများရှိလာနိုင်တဲ့အတွက် ဘုံခုတ်ချင်းများကိုတူးထားကြရန်သတိပေးနှိုးဆော်ထားပြီးတော့ KNU ကအရေးပေါ်ပြဌာန်းထားတဲ့ဒေသနာအမိန့်များကိုမလိုက်နိုင်ရင်ဥရေလုံထုံလုံနီးများနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ